ဂျပန်နိုင်ငံရှိအများပြည်သူတုံတန့်စင်ကန်ဒီမှာအမျိုးသမီးလှဆင်တုံပစ္စည်းတွေအခမဲ့ထားရှိပြီးဖို့တောင်းဆိုတဲ့အမျိုးသမီးနိုင်ငံရေးသမားတဝူဟာအသက်အန္တရာယ်ကိုချိန်ချောက်တဲ့စာတွေအပါအဝင်အီးမေးလ်အဆောင်၈000ခန်းရရှိခဲ့တယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။ Main Sinyin Zhu ဆိုင်ရာအဖွဲ့အစည်းရဲ့အဖွဲ့ဝင်တဦးဖြစ်တဲ့ဂျပန် Communist Party ဝင်တဦးဖြစ်တဲ့အသက်၂၈နှစ်အရွယ်အီရာကာယိုရှိတာကအများပြည်သူတန့်စင်ကန်ဒီမှာအင်တာတုံးဆက်ကူတွေအပြင်လှဆင်တုံပစ္စည်းတွေကိုထားရှိစေခြင်းနဲ့လို့ မလ25ရက်ကလူမှုမီဒီယာမှာတင်ခဲ့ပြီးတဲ့နောက်ဝေဖန်မှုတွေနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။သူ့ရဲ့လူမှုမီဒီယာ post ကိုဒေါသတကြီးတုတ်ပြန်မှုတွေရှိခဲ့ပြီးစာတစောင်းထဲမှာသူ့ရဲ့အသက်အရွယ်အရဆိုရင်အရေးပေါ်လားစင်တုံးပစ္စည်းကိုတွားလျာတဲ့သွားတင်တယ်ဆိုတာတိထားတင်တယ်လို့မှတ်ချက်ပြုရေးသားခဲ့ပါတယ်။ယိုရှိဒါရဲ့ post ကြောင့်မလ28ရက်ည7:00နာရီအချိန်ထိ လေးရက်နီးပါအချိန်အတွင်းဝေဖန်ချိန်ချောက်တဲ့ email အဆောင်ရေ8000နီးပါရရှိခဲ့ပါတယ်။အဲ့ဒီ email တွေကလိပ်စာတစ်ခုတည်းကဖြစ်ပြီးသူ့ရဲ့စာထဲမှာအရေးပေါ်လစဉ်သုံးပစ္စည်းကိုစောင့်မတော်တတ်တဲ့အီယာကာယိုရှိတာကိုငါတက်ပစ်ခြင်းနဲ့သူ့အသက်ရွယ်ရာဆိုရင်ဒီပစ္စည်းကိုဘယ်တော့တော့ယူသွားရမယ်ဆိုတာသိသိနေပြီလေလို့ရေးသားထားကြောင်း main sheet သတင်းစာမှာဖော်ပြထားပါတယ်။မလ31ရက်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာယိုရှိတာကအဲ့ဒီချိန်ချောက်မှုတွေရာသူ့ကိုတိုက်ရိုက်ချိန်ချောက်တာဖြစ်ပြီးစီရင်စုအဖွဲ့အစည်းရဲ့အဖွဲ့ဝင်တူဦးဖြစ်တဲ့သူ့ရဲ့လှုပ်ရှားမှုတွေကိုထိခိုက်စေဖို့ယူရတာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ယိုရှိတာ ာကချင်းချောက်စာလေးနဲ့ပတ်သက်ပြီးရဲတပ်ဖွဲ့ကိုတိုင်ကြားသွားမိဖြစ်ကအဲ့ဒီဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးသွားမှာဖြစ်ကြောင်းအတည်ပြုခဲ့ပါတယ်။ဟီရိုရှိမားတက္ကသိုလ်ကလူမှုပေဒါဆိုင်ရာတွဲဖက်ပါမောက္ခတူဖြစ်တဲ့အပြင်တက္ကသိုလ်ရဲ့နောက်ဆက်မှုဆိုင်ရာအတိုင်ပင်ခံရုံကအကြံပေးတူဖြစ်သူချီဆာတိုကီတာနာကာကအဲ့ဒီလိုအသက်အန္တရာယ်ချင်းချောက်မှုဟာအမျိုးသမီးလှဆင်သုံးပစ္စည်းတွေနဲ့ပတ်သက်ပြီးအလွန်အဆိုးမြင်တဲ့ယူရဲ့ကြံမျိုးဖြစ်ကြောင်းပြောကြခဲ့ပါတယ်။အဲ့ဒီအပြင်အမျိုးသမီးတူရဲ့လိုအပ်ချက်တွေကိုဖွင့်ဟပြောကြလေးရှိတဲ့အမျိုးသမီးတွေကိုရိုင်းဆိုင်တဲ့စာတွေပေးပို့မှုဟာမကြာခဏဖြစ်ပွားလေးရှိတယ်လို့သူကတတိပေးပြောကြခဲ့ပါတယ်။ဒီ လိုကိစ္စတွေခဏခဏဖြစ်နေတာကိုတွေ့ရပါတယ်။အမျိုးသမီးနိုင်ငံရေးသမားတဦးကတခုခုကိုအဆိုပြုလိုက်တိုင်းအမြဲတမ်းလိုလိုတိုက်ခိုက်ခံနေရပါတယ်လို့ကီတာနာကာကပြောကြားခဲ့ပါတယ်။